င်းတို့ကိုကြီးဘိုးတော်ကအနောက်မှာကွယ်နွားစာလုံနေတယ်။ကိုကြီးဘိုးတော်စီကိုလာတာမဟုတ်ပါဘူးဗျ။ဒီကဖုန်းတကူစီကိုလာတာ။ဖုန်းတကူဟုတ်လား။ဘယ်သူလဲဖုန်းတကူကအေးလီဗမာလေးဖုန်းတကူကခမရကိုပြောနေရဗျဖုန်းတကူဆိုတာ။ဟာဗမာငါကဖုန်းကိုလို့လေငါကဖုန်းတကူမဟုတ်ဘူးကွာ။ဖုန်းမြင်တဲ့သူဖုန်းဝယ်တဲ့သူကွာ။ကြာပါလေကွာဒီလူအိတ်ကိုရှာလိုက်ရင်ရပြီ။ ကိုတူတယောက်အခင်းထဲမှာဖုန်းထဲကနေဗီဒီယိုထိုင်ကြည့်ပြီးတော့ရှင်နေတော့တယ်ဖိုတူမီကဖိုတူရှင်နေအောင်မြင်တော့ဒါဖိုတူဘာရီအဲ့လောက်တော့သဘောကျပြီးရှင်နေရလဲကွဒီမှာဟာသာဗီဒီယိုတစ်ပုဒ်တက်လာလို့ပါမီတော်တော်ရည်ရတယ်ဗျဟာကြည့်ရလဲကြည့်နော်စောင်းမဲလဲနီးနေပြီစာလေးပါလေးလဲကြက်အောင်ကြက်မှာဗောမီရဲ့ตาအကုန်ရပြီပြီနှွှဲအောင်ပဲကြံတော့တာဒါဆိုလဲပြန်နှင်းနေဗောငါသားရဲ့စောင်းမဲကြအမနေတာဗော ဖုန်းဆိုတာလေးစောင်းဝဲပြီးမှကြည့်လေရတယ်။ဟုတ်ပြီ။ဒါဆိုဒါဒီဗီဒီယိုကြည့်ပြီးရင်တော့စပြန်နှွှဲလိုက်မယ်နော်။ဖိုတူလည်းဗီဒီယိုပြီးသွားတော့ဖုန်းကိုအကန်ကဆွဲပေါ်မှာတင်လာပြီးစစကြက်တော်တာ။သူစာကြက်နေတော့ခဏကြာမှတော့လမ်းမကနေအော်တန်ကြားလိုက်ရတယ်။ဖုန်းဝဖုန်းပြတ်တွေပြင်းနေ။ဝဲတယ်လဲတယ်ထက်တယ်။ဖုန်းဝဖုန်းပြတ်တွေပြင်းနေဝဲတယ်လဲတယ်ထက်တယ်နော်။ဖိုတူဘီကအင်းနေကနေလှမ်းခေါ်လိုက်တော့ ုံးမြင်နေသူလည်းအိမ်ထဲကိုဝင်လာခဲ့တယ်။ထိုင်မောင်မောင်ရဲ့ထိုင်မောင်ဖုံးမြင်သမားလည်းဖိုတူဖုန်းနဲ့ဓာတ်ရဲ့ဧကန်ကစပွဲကောင်မှာဝင်ထိုင်လိုက်တာ။ဖိုတူကတော့သူ့ဖုန်းကိုမင်းနေပြီးစာချက်စပြင်ကြက်နေရော်ရီ။ဒီမှာကွယ်ဦးလီဖုန်းလေးကိုပြကျင်လို့ရွာမားကလည်းပြင်တတ်တဲ့သူကကောင်းကောင်းမရှိဘူး။မောင်ရင်ပြင်တတ်ရင်လှုပ်ပေးပါဦး။ဟုတ်ကဲ့ကျွန်တော်ကြည့်ပေးမယ်နော်။ဖုန်းမြင်သမားလည်းဦးသိန်းရဲ့ဖုန်းကိုကြည့်တယ်။ဖုန်းကဘာဖြစ်တာလဲဗျ။ ဟောမောင်ရေတိတာလူလူနဲ့ကြည်နေပြီတော့ဟောဗျာစင်းအောင်ကိုလာတဲ့လူနာတိုင်းစင်းမစိကြည်ပဲနဲ့ဘာဖြစ်တယ်ဆိုတော့ဆရာဝန်တော်မသိဘူးဗျကျွန်တော်ကဘလို့လို့ဖုန်းမြင်ပိုင်းလေးကြည်အောင်နဲ့ဒီပုံဘာဖြစ်တယ်ဆိုတာဘလို့သိနိုင်မှာလဲဦးလေးရဲ့မသိဘူးလေမောင်ရေမောင်ရင်ကဘာဖြစ်တာလဲဆိုတာလေမမေးပဲကြည်နေတော့ဥကမောင်ရင်သိမယ်ထင်သွားတာပေါ့ကြည်တယ်ဆိုတာဒီအတိုင်းဖုန်းဖို့ရရဲ့နေထားကိုတစ်ချက်လိလာကြည်တာပါဗျပြောပါအောင်ဘာဖြစ်တာလဲဆိုတော့ဒီလိုမောင်ရင် ။ဦးဖုံးကဟိုတနေ့ကရေချိုးရင်းနဲ့ရေချိုးကန်နဲ့ပြုတ်ကြသွားတာ။အဲ့ဒါအဲ့ကလေးကပါဝါမပွင့်တော့တာပဲ။အဲ့ဒါဘာဖြစ်တာလဲ။အဲ့ဒါပြက်တာဗောဗျာဦးလေးက။ဟောပြက်တာကတော့ဦးလေးလည်းသိတာဗော။ပြက်လို့ပြင်ကျင်လို့မောင်ကြီးကိုနှမ်းကော်လိုက်တာပဲဟာ။ပို့သူလည်းသူ့အပင်နဲ့ဖုံးမြင့်နေမှာပြောနေအောင်နားထောင်လို့စာချက်မရတာနဲ့အိမ်မြင်ဘက်ကိုထွက်သွားတော့လား။ပြင်လို့ကတော့ရတယ်ဗျ။ဟိုကျွန်တော်တစ်ချက်စစ်ကြည့်ရမှာဗောလေ။အချင်းတော့နည်းနည်းကြမင်းဗျ။ရလား။ဟိုရတယ်မောင်ကြီး။ ။ဘာဒီမှာပဲစစ်ကြည့်မှာမလားစစ်ကြည့်စစ်ကြည့်။ဒါနဲ့ဖုန်းမြင့်သမားလေးဖုန်းဝင်စစ်ကြည့်။ဦးသိန်းလည်းဖုန်းမြင့်ရင်အပြင်းပြင်းဝါလို့ရအောင်ဆိုပြီးလက်ဖက်တုံးနဲ့ရင်းနှွေးချမ်းလေးယူလာခဲ့လိုက်တာ။မောင်ကြီးအေးစိတ်ပြင်းနော်။ပြန်ပြီးတော့ရုပ်ရှင်လေးကြည့်ဖုန်းလေးပြောလို့ရရင်ရပြီ။ original အတိုင်းပြန်ပြရမယ်လို့တော့မစိုးလို့ပေါ့ကွာ။ဖြစ်ရင်တော့ကောင်းတာပေါ့။ဒီမှာလက်ဖက်တုံးလေးစားရင်လည်းလို့ဦးသိန်းလည်းပြောပြီးတော့အခန်းထဲကိုခဏဝင်သွားတာ။ဖုန်းမြင့်သမားလေးဖုန်းမြင့်နေရင် ။စွဲဘော်ကဖုန်းလေးတစ်လုံးကိုတွေ့တော့ကောက်ကင်ကြည့်လိုက်တယ်။ဒီဖုန်းရောပြင်ဟိုင်းတာလားမသိဘူး။ဖုန်းမြင့်သမားလည်းဖုန်းကိုဖွင့်ကြည့်လိုက်တယ်။อืมဒီဖုန်းကတော့အကောင်းတိုင်းပါပဲ။ဖုန်းမြင့်သမားလည်းဘေးဘီကိုတစ်ချက်ကဲခဲကြည့်လိုက်တာ။ဘာသူမှလည်းမရှိပါလား။ဖုန်းမြင့်သမားလည်းခက်သက်သက်လေးပေါ်ဒူဖုန်းသူ့လည်းတဲထည့်လိုက်တော့တယ်။ဒါငါ့ကိုယူသွားမှယူသွားမှဆိုပြီးပေးနေရတယ်တူတူပဲ။ဒီတော့လေယူသွားပေးလိုက်တာမို့ကွာ။ ခဏကြာတော့မှဦးသိန်းလေးအေကန်နဲ့ကိုပြန်ရောက်လာခဲ့တာဘလို့လဲမောင်ရမလားကွာရပြီဗျဦးလေးပြောသလိုရုပ်ရှင်ကြည့်လို့ရမယ်ဖုန်းပြောလို့တော့ရမယ်ဗျရတယ်ရတယ်ဒီလောက်ဆိုရင်အဆင်ပြေတယ်ပြောဘလောက်ပေးရမလဲဟို9000ပဲပေးပါဗျအေးအေးဟုတ်ပြီဟုတ်ပြီကြောက်ရော့ဦးသိန်းလေးပတ်စံ9000ပေးလိုက်တယ်ဖုန်းမြင့်သမားလေးဖိုးထုတို့အိမ်ကနေပြန်သွားတော့တာ လမ်းမှာဖုံးမြင့်သမားကဟွန်းဖုံးတလုံးပြင်းကလည်းရှာရီဖုံးတလုံးရောင်းကလည်းရှာအောင်မဟွန်းမြတ်တာပဲကွဘယ်နဲ့ပြန်ကြရင်ဖုံးကိုမြို့ပေါ်တက်ပြီးရောင်းရမယ်ဒီတလုံးဆိုရင်အနည်းဆုံး၅နာရီလောက်တော့ရှာတယ်ဖုံးမြင့်သမားလည်းသူ့စိတ်ကူးနေသူပျော်နေတော့လားပျော်ပြီးတော့ရွာလဲတလျှောက်မှာအိုပြန်နေဖုံးဝဖုံးပြတ်တွေပြင်းနေဝဲတယ်လဲတယ်ထက်တယ်ဖုံးဝဖုံးပြတ်တွေပြင်းနေနော်ဝဲတယ်လဲတယ်ထက်တယ်နော် ဘုံဝဖုံးပြက်တွေပြင်းနေဝဲတယ်လဲတယ်ထက်တယ်ဘုံဝဖုံးပြက်တွေပြင်းနေနော်ဝဲတယ်လဲတယ်ထက်တယ်နော်အဲ့ဒီချိန်မြဝိုင်းကရွာလန်းအတိုင်းလျှောက်လာနေတာရွာရှိပိုင်းမှာဖုန်းကုန်းသမားတွေရှိနေပါတယ်ဆိုမှဖိုတူဖုန်းကလည်းခေါ်လို့မရမြဝိုင်းကဖိုတူဖုန်းကိုနောက်တစ်ချိန်ထပ်ကော်ကြည့်လိုက်တယ်အဲ့ဒီချိန်ဖုန်းမြင့်သမားကလည်းသူ့နာအနေဖြတ်လျှောက်သွားတာဖိုတူဖုန်းတောင်မှတ်မိနေရဲ့မြဝိုင်းက ဒီဖုန်းနဲ့ဖိုးတူဖုန်းနဲ့တူလိုက်တာဖုန်းမြင့်သမားကတော့ဖုန်းကအိတ်ထဲရောက်နေရနေဖုန်းလာလည်းမသိပဲရှောက်သွားနေရအင်းဒီတိုင်းရင်းတို့ဒူရာနီမှာပါမိမိုင်းလည်းအဲ့လိုတွေ့ပြီးတော့ဖိုးတူစီကိုထွက်လာခဲ့တော့တယ်ဒီလိုနဲ့မိမိုင်းလည်းဖိုးတူအိမ်ကိုရောက်လာခဲ့တယ်နေ့ဖုန်းကလည်းခေါ်အပ်ခလိုက်တာဖိုးတူရဲ့အိမ်ဟုတ်တယ်ဟာအိမ်မော်မာလေးဖုန်းမြင့်သမားနဲ့အဖေနဲ့စကားပြောနေကြတာနဲ့ ငါလေးစာချက်မရလို့ဆိုပြီးအောက်ကိုဆင်းလာခဲ့တာဖုန်းအပေါ်မှာတန်းခဲ့တာဟာအော်အေးပါဒါနဲ့နင်ကငါ့စီကိုဘာကိစ္စလဲအေးမနေ့ကမြမစာဆီယမရွေးကြခိုင်းနေအပုတ်တွေမှာလေဒီကာကြီးပုံနဲ့ကာကွေးပုံပါလာမေးမလို့ကနင်ကဖုန်းမကင်တာနဲ့ငါအိမ်ထိလိုက်လာရတာပဲဆောင်းဝဲဖြီးပြီးမှမေးပါတော့လားမေးဝိုင်းရင်နင်ကလေတပတ်ကဆိုပဲဖြီးရတော့မယ်ဟောအေးပါအခုပြောလေမိပါသေးတယ်ဟာနင်ကလေ ကာကြီးလဲပါတယ်ခါခွေးလဲပါတယ်နှစ်ပုတ်လုံးပါတယ်อืมပြီးတော့လေတင်ကြလေးကြီးလဲတိုက်ကြည့်ခြင်းလို့ပါဟာဒါမြဟာနေငါနဲ့တူစာလန်လုပ်ပါတော့လားအေးဟုတ်သားပဲဒါဆိုငါနေနဲ့တူတူစာလုပ်ပြီးမှမယ်အိမ်ပြန်တော့မယ်အေးအေးရရလေငါတော့ကိုပထဝီကျက်နေရဟာနေရတော့နေလို့ရှင်နေပါသားလို့ပေါ့နားမလည်ရရှင်ငါ့ကိုမေးပေါ့ဟာဟမ်อืมဖိုတူဒါနဲ့မိဝိုင်းလေဖိုတူတို့ကွက်ပြစ်မှာပဲဖိုတူနဲ့တူစာလုပ်လိုက်တော့တာ ခဏနေရောပိုတူမီကပိုတူကိုနေလဲစားစားဖို့လာခေါ်တယ်။တာပိုတူနေလဲစားစားအောင်လေ။အော်တမီးမောင်လေးရောက်နေအောင်။ဟုတ်တယ်ရေရဲ့ဟိုစောင်းမွေးနေတော့ပိုတူစီကိုစားလာမိတာ။ဟုတ်ပါပြီ။အော်တမီးလည်းတခါတည်းစားသွားလိုက်တော့လေ။ဟီဟီဘိုက်စားနေရတယ်အတော်ရဲ့ပေါ်ရေရဲ့။အမေဒီနေ့ဘိုင်းချက်တာလေးဗျ။ဒီကလေးနဲ့နော်သူ့ကိုဘယ်နေရမြန်းဟိမ့်မပါပဲကြွေးလာကြလို့ နေ့တိုင်းဘာဟင်းလဲပဲမင်းနေတားကြိုက်တယ်ပဲရင်နဲ့ချက်သားချက်လေးချက်ထားပါတော့ဟာဒါဆိုရင်တော့ဟင်းကောင်းပြီလာမေဝိုင်းသွားစားကြစို့ငါ့အမေလည်းဟာပဲရင်ကအရန်တော့လို့ကောင်းတာဟာအဲ့ဒီအချိန်ထိဖိုတူလည်းသူ့ဖုန်းပြောက်တာမသိသေးပဲနဲ့မိဝိုင်းကိုခေါ်ပြီးထမင်းစားဖို့အိမ်ထဲဝင်သွားလိုက်တာထမင်းစားပြီးတော့ဖိုတူဟာအမေဒါဖုန်းကနာကြည့်အောင်မယ်နော်ပြီးမှစပြန်လုပ်မယ် ဟုတ်ပါပြီ။နှစ်ယောက်သားနော်။ဖုန်းကြီးအကြည့်လုံးမနေကြနဲ့။စားလဲကြကြအောင်ကြလာ။ဟုတ်ကဲ့ကြီး။အမေ၊တောင်းဖုန်းရောဗျ။တောင်းဖုန်းမေသိန်းနာမဟုတ်တာ။တောင်းသိန်းနာလေ။အမေကဘယ်လိုသိမှာလဲ။တောင်းမနေ့ကဗီဒီယိုကြည့်ပြီးတော့ဖုန်းကိုဒီစပွဲပေါ်တင်ထားခဲ့တာဗျ။ဟမ်။စပွဲပေါ်ဆိုစပွဲပေါ်မှာရှိမှာပေါ့တာရဲ့။အခုမရှိဘူးမေက။ဖုန်းရှာနေရကိုဦးသိန်းကြတော့။မင်းအိမ်ငန်းနေတယ်ကိုရှာကြည့်အောင်လေကွာ။ ဘယ်နေရာ ਈ သွားသည်လဲအဲ့ဒီကိုလည်းလိုက်ရှာအောင်ဘဲမမသွားဘူးဗျတားတီနေအိမ်မော်နဲ့အိမ်ရောက်တတ်မှာပဲဟောက်တေချာရှာကြည့်ပါအောင်ဖို့တူရဲ့နေသားမလေးဖြစ်မှာဘောဟာဖို့တူလေးနေရာနဲ့လိုက်ရှာကြည့်ပေမယ့်မတွေ့ပဲဖြစ်နေတာနောက်ဆုံးမှာတော့သူထားမတာမဟုတ်ပဲပျောက်သွားပြီဆိုတော့ဖို့တူသိလိုက်တော့တယ်အထားမတာမဟုတ်ဘူးဗျပျောက်တာပျောက်တာတာဖို့ပျောက်သွားပြီမေရဲ့ပျောက်ပျောက်အိမ်ုံဘသူလားလို့လေအမေတို့ပဲရှိတယ်ဟောက် တော့မှဘူးတူလေသူ့အိမ်ကိုဖုန်းမြင့်သမျှလာသွားတာကိုအမက်ရတော့လားဟာသားသိပြီမနေ့ကလေအဖေဖုန်းမြက်လို့ဆိုပြီးလမ်းမှာអော်ပြီးသွားနေရဖုန်းမြင့်သမားကိုအိမ်နဲ့ခေါ်ပြီးခိုင်းနေရလေအေးဟုတ်သားပဲကွအဲ့ဒီကောင်ယူသွားရလားမသိဘူးသူ့သွားရနေမှာဗျသားဖုန်းမင်းကလေဖုန်းကိုဘယ်နှထားထားရလဲတာရဲ့ဒီစပွဲကောင်မတင်ထားခဲ့တာဗျဟောဖြစ်ရမေးအမတော့ तू ကလေသူ့ပေးတဲ့ချင်းပြီးတော့ယူသွားလိုက်အောင်မဒီပေါ်ကိုတင်ထားခဲ့စီရလား ။ဒါလည်းအဖေလည်းရှိတာပဲဆိုပြီးတင်းသားခဲ့တာပြန်မသိမ့်မိဘူး။ဟဲ့ဖို့တူဟိုဖိုးမြင့်သမားဆိုတာလေဖုန်းပြင်းနေဝယ်တယ်လဲတယ်ထက်တယ်ဆိုပြီးអော်ပြီးသွားနေတယောက်လား။အေးဟုတ်တယ်။နင်းနေသိရလား။អော်ဘယ်နဲ့ငါနဲ့သိရမှာလဲ။နင်းကလည်းမေးလိုက်မှာပဲ။ငါဒီကိုလာရင်လည်းမနစ်စီကိုဖုန်းခေါ်ကြည့်တော့သူ့ဆီကနေလေနင်းဖုန်းရင်းလုံးနဲ့ကြားလိုက်တာဟာငါဖုန်းနဲ့တူတယ်လို့ထင်နေရ။ဟာဘယ်ကဖုန်းနဲ့တူရမှာလဲ။ဟုတ်တယ်ဟုတ်တယ်အဲ့ဒါငါပုံမင်းဟိုနင်းသူ့ဘာမှတွေ့ကြရလဲ။ နင်တို့အိမ်လာရဲ့လမ်းမှာတွေ့ရတာပဲရောဒါဆိုပြန်ပြန်လိုက်သွားရအောင်သူရွာထဲကနေထွက်မသွားခင်နင်ငါကပိန်နှုတ်စီကိုဖုန်းဆက်လိုက်အောင်မေးသူ့ကိုရွာထဲမှာတွေ့ရင်ခေါ်ထားပြီးပို့အေးအေးဆက်ထားလိုက်အောင်ဖိုးထူးတို့လည်းဘယ်သွားမှမသိတဲ့ဖုန်းမြင့်သမားနာကိုလိုက်ကြတော့တာအဲ့ဒီအချိန်ဖုန်းမြင့်သမားကတော့ဖိုးတော်ရဲ့အိမ်မှာဖုန်းရှောင်းဝင်ကိစ္စလုပ်နေတယ်ဖိုးတော်အမိတောင်လုံးတေကသူ့ဘုံအအောင်ရောင်းမှုအတွက်ဖုန်းမြင့်သမားနဲ့ဇင်းစကားပြောနေကြတာပါ ကဲဘလောက်ပေးမလဲပြင်စရာဝယ်စရာလဲစရာထက်စရာကြီးနေပါအောင်ဗျကျွန်တော်ကြည့်နေသေးမလို့ပါနေဗျဟမ်စိတ်ကောင်းကြောက်ကောင်းရောင်းဝယ်နေရလဲမဟုတ်ဘူးဘာလဲအဲ့လောက်ကြည့်နေရလဲပြင်စရာဝယ်စရာလဲစရာထက်စရာကြီးရဲ့အမိုင်းပုံမှန်အေးချမ်းမီဖြစ်နေရဲ့ဗျနောက်ပြီးဆက်တွဲမိုင်းနေရလဲယူဆနာဖြစ်နေရဟိုကျွန်တော်ကြည့်ရတဲ့လောက်ကတော့မနှောလောက်တော့ရမှာမဟုတ်ဘူးဗျအမိုင်းပဲဘရေကီကြည့်ဗျဟုတ်တော့ဘာလဲပြင်စရာကြီးရဲ့ကျမတို့ခေါင်းတော်ရှုပ်လာပြီ ဒီလိုလေဗျအေဂျင့်မီဖြစ်တယ်ဆိုတာဖုန်းမှန်တစားတီကျိုးပဲ့နေရလို့ပြောတာဗျ။ဦးဆက်တွဲမမှာယူဆနာဖြစ်တယ်ဆိုတာဆက်တကုနဲ့တကုပဏိပခါတွေဖြစ်နေပြီးတော့ပြင်မရတော့ဘူးဗျ။အဲ့ဒါကိုပြောတာ။ဟုတ်။ဒါဆိုမနှောလောက်တောင်ရမှာမဟုတ်ဘူးဆိုတာကရော။ဘာလို့ပြောတာလဲပြင်ဆရာကြီးရဲ့။ဟုတ်ဗျာ။မနှောကအကျဉ်းကားတောင်းနေလေ။အကြီးဖုန်းက9000တောင်ပေးဝယ်လို့ရမှာမဟုတ်ဘူးလို့ပြောချင်တာဗျ။ဒါဖြင့်ဘရေကီကြည့်ဆိုတာကရောစဉ်းစားကြည့်လို့ပြောတာဗျာ အပေါ်မှန်လဲ꽌နေတယ်ဆက်တွေ့မိုင်းနေရလဲအလုံးမလုပ်ဘူးအဲ့ဒါကိုပြောချင်တာရိုးရိုးပြောလဲရပါတယ်ပြင်စရာကြီးရဲ့ကျမဖြစ်လေးနားရှုပ်သွားတာပဲဒါဖြင့်ငါတော့မရဘူးဆိုတော့ဘယ်လောက်ရမှာတော့အဲ့ဒါကိုကျွန်တော်ကြည့်နေရနေဗျာအခုအမကြီးဖုန်းကတယ်ရင်ကြိုးဆက်ပို့ရင်တာပို့တင်နေရဖုန်းမြအဲ့ဒီဖုန်းကိုကျွန်တော်ကပတ်စံနေဝေရမှာဆိုတော့တေချာကြည့်နေရအမလေးဆရာသမားရဲ့ကြည်ပါကြည်ပါတေချာလေးကြည်ပါတော့ ဒေါလုံးတင်တို့ကွက်ပြစ်မှာဖုံးချောင်းဝင်လုံနေတဲ့ချင်းဖိုးတော်ကအဲ့ဒီဘီကနွားနေကုန်းမှာနွားစာလုံနေခဲ့တာအဲ့ဒီချင်းဖိုးတော်စီကိုဖုံးဝင်လာတယ်ဟေ့ငါပေဘာကိစ္စလဲကွာကိုေးဖိုးတော်ရွာထဲမှာလीဖုံးပြင်းနေဝဲရဲဆိုပြီးအော်နေရဲ့ဖုံးပြင်းသမားကိုတွေ့ခေါ်ထားပြပါအောင်냐သူအခုကြုံရောက်နေရဲ့လीဘာဖြစ်လို့လဲကွာကိုေးဖိုးတော်အိမ်မှာလားဟုတ်တယ်လीဖုံးပြင်းနေဝဲရဲလဲတယ်တက်တယ်ဟုတ်တယ်မလားဟုတ်တယ်ဟုတ်တယ်ကိုေးဖိုးတော် ဘာဖြစ်လို့လဲလို့မင်းနေရလေကွာ။ तू ကဖိုးတူဖုန်းခိုးသွားလို့ဗျ။အဲ့ဒါသူ့ကိုဘေးမှာမသွားစေနဲ့နော်။ကျွန်တော်ခုလာပြီ။ဟင်ဟုတ်လား။အေးအေးလာခဲ့လာခဲ့။ကျုပ်ဆွဲထားပြီမေ။ဒီဖုန်းကိုကျွန်တော်2000နဲ့ဝယ်မယ်ဗျာ။ဘယ်လိုလဲအဆင်ပြေလား။ဟောပြင်စရာကြီးရေ။2000တော့မလုပ်ပါနဲ့တော့3000လောက်တော့ပေးပါရှင်။3000ဟုတ်လား။များတာဗောဗျ။ကျွန်တော်ကငွေပြည့်အောင်သာအမကြီးတို့ရွာမှာလာကူညီပေးနေရ။ ဒီဘုံမျိုးဗမာမကျွန်တော်ပြန်လို့လို့မရဘူးပြသိရလားခဲပါငါမောင်ပြင်ဆရာကြီးရဲ့ဒါဆိုလဲ2500လောက်တော့လုတ်ပါ900ပဲတိုးပေးလေနော်မရပါဘူးဗျာ900လေး2000ပဲပေးမှာထားအောင်နော်ကျွန်တော်အများကြီးပို့ပေးထားတာတကယ်ဆိုရင်ဒီဖုန်းက1000တော့မတန်ဘူးဗျအဲ့ဒီအချိန်ပို့ထုလို့ရောက်လာရင်1000တော့မတန်တဲ့ဖုန်းဘာလို့2000ပေးပြီးတော့ဝယ်နေရလဲဗျတော်လုံးတင်ကပို့ထုလို့မြင်တော့ပို့ထုလို့လား မင်းတို့ကိုကြီးဘိုးတော်ကအနောက်မှာကွယ်နွားစာလုံနေတယ်။ကိုကြီးဘိုးတော်စီကိုလာတာမဟုတ်ပါဘူးဗျ။ဒီကဖုန်းတကူစီကိုလာတာ။ဖုန်းတကူဟုတ်လား။ဘယ်သူလဲဖုန်းတကူကအေးလီဗမာလေးဖုန်းတကူကခမရကိုပြောနေရဗျဖုန်းတကူဆိုတာ။ဟာဗမာငါ့ကိုဖုန်းကိုလို့လေ။ငါ့ကဖုန်းတကူမဟုတ်ဘူးကွာ။ဖုန်းမြင်တဲ့သူဖုန်းဝယ်တဲ့သူကွာ။ကြာပါရဲကွာဒီလူအိတ်ကိုရှာလိုက်ရင်ရပြီ။ဘိုးတို့လည်းဖုန်းမြင်စီကဖုန်းတကူရဲ့အိတ်ကိုယူပြီးတော့ဝင်နောက်ရှာကြတာ။ဖျောက်နေ။ ဲ့ဒါမလုပ်တာလေအခုချက်ချင်းငါ့အိတ်ကိုပြန်ပေးစမ်းမပေးဘူးဗျာခင်ဗျားပါပြေလို့ကျွန်တော်တကယ်ချင်းဖုန်းခိုးသွားရတာလေဗျမမငါခိုးလို့လေဒီမာလေးကျွန်တော်ဖုန်းဘာလို့ခင်ဗျားအိတ်ထဲကိုရောက်နေရလဲအဲ့ဒီတော့မှဖုန်းမြစီယာဖုန်းတစ်ခုနဲ့လက်ဘူးလက်ကြက်မိရနေငင်းမရတော့ဖြစ်သွားတော့လားငါမခိုးပါဘူးကွာငါဝဲလာတာမင်းဖုန်းစုံနေပြီထင်လို့လေမင်းဘေကိုလက်ခါတော်မှရှောက်ယူပေးခဲ့သေးတယ်ဘာလို့စုံရမှာလဲအကောင်ကြီးဗျအကောင်ကြီး အဲ့ဒီချိန်မီဝိုင်းကရွာရှိဘက်ကသူနဲ့သီးရဲ့လူတယောက်ရဲ့ဖုန်းကိုပါအိတ်ထဲမှာတွေ့လိုက်တယ်။ဟဲ့ဟဲ့ဒီမှာဒီမှာသူဖုန်းနေကူလားအများကြီးပဲဟာရွာရှိဘက်ကလေမမနယ်စီရင်ဖုန်းလဲပါတယ်။ဟုတ်လားကြာပါလေကွာဒီလိုရွာလိုကြီးလက်တာအဲ့လိုက်ကြစို့ဖုန်းမြင့်စီကဖုန်းတစ်ခုလဲဖိုးထော်ရဲ့အင်းလေးကနေထွက်ပြေးတော့တာဟာပြေးသွားပြီပြေးသွားပြီဟာဖိုးထူးတို့လဲဖုန်းတစ်ခုကိုဖမ်းမှုအတွက်အနောက်ကနေပြေးလိုက်သွားကြတော့တယ်